သားချင်းတရားဝီခိုင်ပြန်ချိုင်းတဲ့ပြည်စံဦးစီးဌာနလူမှုခြေပုဘောဌာနတွင်တပေါင်းလာပြည့်နေ့အကြောင်းဒီကောင်းစီအသိပညာပေးတော်ရှုကိုမတ်လ၁၀ရက်နေ့နနေ့၉နာရီကကျင်းပခင်ရခိုင်ပြည်ဆက်ရုံမှဒေါ်တဲနုအင်းနဲ့စိုင်းဆရာမိုးတဲအောင်တို့ကယခုလိုဆွေးနွေးခဲ့ကြပါတယ်ရှင်မင်္ဂလာပါဆရာရှင်မင်္ဂလာပါခင်ဗျာဟုတ်ကဲ့ပါဆရာဒီတပေါင်းလာပြည့်နေ့အကြောင်းလေးကိုလည်းရှင်းပြပေးပါအောင်ဆရာရှင်အဲတပေါင်းလာပြည်နေ့အကြောင်းရှင်းရမယ်ဆိုလို့ရှိရင်ဒါမြန်မာတေရဲ့ဒီ၁၂လရာသီပေါ့နော် ဆနလရာဒီမှာတချို့အစုကလည်းတပေါင်းလာဒါတကူကစရည်တွဲလို့ရှိရင်ဒါမြန်မာလာများရဲ့နောက်ဆုံးလာပေါ့နောက်တစ်မျိုးရှိသေးတာကတပေါင်းကာခေါင် လာများနောင်ဆိုတာတပေါင်းလာဟာလာများအားလုံးရဲ့အကြီးဆုံးလို့ဒီလိုဆိုတယ်ဒီလိုဆိုရင်အကြောင်းရင်းကတပေါင်းလာဟာထူးခြားစားများတဲ့ဂမ်ဘီယာအဖြစ်အပျက်တွေနဲ့ဖြစ်တည်နေတယ်အဲ့တော့တပေါင်းလာဟာ တပေါင်းလာသား15ရက်ကိုစောင်းစောင်းတွင်းမှာပါတဲ့အပိုင်းကိုတတ်မှတ်ပြီးတပေါင်းလာစုပ်15ရက်ကြတော့လူတွေပါသွားတယ်အပိုင်းဌာနဖြစ်တယ်ထို့သူပဲတပေါင်းလာသားဒီဘက်ရက်ထဲမှာတည့်ရက်တွေဟာကျွေးပြီးတော့ဟိုဘက်တပေါင်းလာစုပ်ထဲမှာပြည့်ဖြူတွေစတဲ့ထွက်တဲ့အတွက်ပုံမင်းချင်းနဲ့လူပြူရှင်သန်ချင်းဟာလည်းဒီတလာထဲမှာပဲဖြစ်တည်အဲ့တော့တပေါင်းလာနဲ့ပတ်သက်လို့ကျွန်တော်တို့ ဒါရှေ့မြန်မာစာဆိုတော်ကြီးတွေအများကြီးပါပဲကျွန်တော်တို့ရာသီဖွဲ့တွေဟလာထားခဲ့တယ်ဒါတပေါင်းလာနဲ့ပတ်သက်လို့လေးကျိုးတွေတွေးကျိုးတွေအများကြီးရေးခဲ့တယ်အဲ့တော့တပေါင်းလာဟာနဲ့ကျွန်တော်တို့ကိုးကွယ်တဲ့ဗုဒ္ဓဘာသာတွေအနေနဲ့လည်းအထူးထွန်းမြတ်တဲ့လာလို့ဆိုနိုင်ပါတယ်ကျွန်တော်တို့ဗုဒ္ဓဘာသာနဲ့ရှင်းပြီးတော့မှဖြစ်တည်မှုတွေရှိခဲ့တယ်ခုနကအနောက်မြစည်းမှာမှာမြတ်စွာဘုရားပွင့်တော်မူပြီးတဲ့နောက်ဒီကုံစင်ကြီးတော်ဖြစ်တဲ့ တပုတ်သားနဲ့ဗလိကညီကိုနှုတ်ဟာဒါဥသာဖူးဖူးခွင့်ရပြီးတော့မှဆန်းတော်ရှစ်စီကိုပူတော်ခွင့်ရတယ်အဲ့တော့ရန်ကုန်ပြန်ရောက်တဲ့အခါတရားမင်းရဲ့ဥက္ကလာမင်းကြီးရဲ့ဒီညီနောင်နဲ့အမှုပြုပြီးချွေကုံဖျားကိုဒါတီးခဲ့တယ်လို့ဆိုတယ်ဒါကြောင့်မလို့တပေါင်းလာမှာသဲပုံစီဒီတီးရခြင်းအကြောင်းကကျွန်တော်တို့ဒီအချင်းအရာနဲ့တိုက်ရိုက် ဆက်သွယ်မှုရှိမယ်လို့ထင်ပါတယ်။ဒါကြောင့်နောက်ပြီးတော့မှအခါကြီးရတေးကြီးတွေမှာမိလို့တော်ဂေါတမီသောတာပန်ဖြစ်တာလဲတပေါင်းလာတဲ့မှာဖြစ်ပါတယ်။ညီတော်အနန္ဒာဒါယဟန်ပြုပြတာလဲတပေါင်းလာတဲ့မှာပဲဖြစ်ပါတယ်။နောက်သားတော်ရာဟုလာယဟန်ပြုပေးတာလဲတပေါင်းလာတဲ့မှာဖြစ်ပါတယ်။ဒါကြောင့်မလို့ကျွန်တော်တို့ဘုရားဖြစ်စဉ်နဲ့ပတ်သက်လို့တပေါင်းလာဟာအင်မတန်ထူးခြားတဲ့လာများတဲမှာမှထူးထူးခြားခြားလာတလာဖြစ်ပါတယ်။ဒါကြောင့်မလို့ တပေါင်းလားအမှာထူးခြားတဲ့ပွဲတော်ကတော့တဲပုံစီရီများတည်ပြီးတော့မှဒါမြတ်စွာဘုရားရဲ့ပွင့်တော်မူသောမြတ်စွာဘုရားရဲ့ဟူပူဇော်ဒါပူဇော်ပွဲတွေနှစ်စဉ်ကျင်းပခြင်းဖြစ်ပါတယ်။ဟုတ်ကဲ့ပါဆရာရှင်ဒီတပေါင်းလားရဲ့ထူးခြားချက်လေးတွေကိုလည်းသိကျင်ပါတယ်ဆရာရှင်။တပေါင်းလားနဲ့ထူးခြားချက်ဆိုတာကခုနကကျွန်တော်ဆိုခဲ့တဲ့အတိုင်းပေါ့ရာဇဝုဒုအနေထဲအနေထားနဲ့လည်းကြံတဲ့လားတွေနဲ့စာလို့ရှိရင် तू ကထူးခြားနေ तू ကစောင်းသွင်းကူးစား တပေါင်းလားဒီလိုခေါ်တာကိုစောင်းကနေကူးသွားပြီးသူကနိုးရိုးဝင်မယ်အဲ့တော့ဒီဘက်ဒီဘက်15ရက်ကစောင်းကာလာဖြစ်ပြီးတော့မှလာစုပ်15ရက်ကငွေကာလာဖြစ်သွားပါတယ်ဒါကြောင့်မလို့တပေါင်းလားကလာများအလုံးနဲ့အထူးခြားဆုံးဖြစ်တယ်လို့ဆိုနိုင်ပါတယ်ခင်ဗျာကဲပါဆရာရှင်အခုလိုမျိုးအသိပညာမျှဝေပြီးတဲ့အတွက်ကျေးဇူးတင်ပါတယ်ဆရာရှင်ဟုတ်ကဲ့ခင်ဗျာကျွန်တော်တို့အနေနဲ့အထူးကျေးဇူးတင်ရှိပါတယ်ခင်ဗျာဆိုပါတော့ရှုဆင်းမှုတွေကိုဝီလက်တာယာဝတီ page တွင်လွှင့်တင်ဆောင်ရွက်ထားကြောင်းသိရပါတယ်ရှင်